နှစ်စဉ်ပင်လယ်သမုဒ္ဒရာထဲကိုတန်ချိန်ပေါင်းများစွာသောပလတ်စတစ်အမိုက်တွေရောက်ရှိလာနေတာမှာအဲ့ဒီလိုရောက်လာတဲ့အမိုက်တွေကိုအ धिक စွန့်ပစ်နေတဲ့နိုင်ငံတွေကတိတ်များလာတာတော့မဟုတ်ပါဘူးအခုပုံမှန်ပါတဲ့အတိုင်းနိုင်ငံတစ်ခုချင်းစီကသမုဒ္ဒရာထဲကိုနှစ်စဉ်ပလတ်စတစ်အမိုက်မက်ထရစ်တန်ချိန်ဘလောက်စွန့်ပစ်နေကြရဲဆိုတာကိုတွေ့မြင်ကြရမှာပါအများဆုံးစွပစ်တဲ့နိုင်ငံကတော့ဖိလစ်ပိုင်ဖြစ်ပြီးတနစ်ကိုမက်ထရစ်တန်ချိန်3သိန်းခွဲကျော်ရှိတယ်လို့ဆိုပါတယ်ဖိလစ်ပိုင်ရဲ့ပလတ်စတစ်အမိုက်စွန့်ပစ်မှုနှုန်းဟာ ကြံကပနိုင်ငံအားလုံးပေါင်းနီးပါးပေါင်းထားတာတဲ့ပိုတောင်များနေပါသေးတယ်ဒုတိယအများဆုံးကတော့အိန္ဒိယနိုင်ငံဖြစ်ပြီးအမေရိကန်ပြည်ထောင်စုကတော့တစ်နှစ်ကိုမက်ထရစ်တန်ချိန်9000ကျော်စွန့်ပစ်ပြီးတတိယနေရာမှာရှိနေပါတယ်ဒါဟာတရုတ်နိုင်ငံတဲ့ပိုများနေတာကိုတွေ့ရတာပါမြန်မာနိုင်ငံဟာလည်းဒီပလတ်စတစ်အမိုက်စွန့်ပစ်မှုအများဆုံးနိုင်ငံတွေထဲမှာပါဝင်ပြီးနှစ်စဉ်မက်ထရစ်တန်ချိန်4000စွန့်ပစ်နေတာကြောင့်အိန္ဒိချင်း ထိုင်းနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တက်တောင်ပုံများနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ